exercise 1.1ရဲ့တစ်ချက်ကိုနံပါတ်7เนาะနံပါတ်7ဆိုတော့မိကွန်းကသူက when the polynomial ah a a 2 plus 5 a square plus 3 a plus 4 and 3 a 2 plus 9 a square plus 8 plus minuses are divided by a divided by okay ဟုတ်ပြီ8 plus 3ဒီမှာခြေကိုကိန်းနဲ့မနှစ်ခုပေးထားလဲနှစ်ခု အခုဖေးထားတဲ့တချို့တို့ဒီအဲ့တော့တချို့ဒီမှာဘယ်လိုထားပေးရမလဲသူက voice လေးလဲဘာညာဘာမှမပြောထားဘူးဆိုတော့တချို့တို့ဒီလက်ထားပေးရမှာကိန်းနန်းတစ်ခုဆိုတော့ဘာနဲ့ဘာနဲ့ထားမလဲတချို့တို့ voice နဲ့ voice voice နဲ့ voice let let ချို့ပါလဲ let uh voice equal voice equal ချို့ဘလောက်လဲ A A Q plus A A square plus 3H plus 4ပြီးရင်ဆယ်လုံးနောက်တစ်ခုကကြတော့နှစ်ခုဖြစ်တဲ့ကြောင်း G O H 3H square plus 9H square plus 8 minus 6 minus 6 okay ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီလိုဒီပေးထားရဲ့အဲကိန်းတိုင်းကြီးနှစ်ခုတစ်ချက်ကိုပြီးလိုက်ပြီပေါ့နော်အဲ့တော့ရေးပြီဆိုလို့ရှိရင်သူ့ရဲ့မိကွန်းကတစ်ချက်ကို divide လုပ်ခိုင်းတာက8 plus 3နဲ့ အဲ့ FOH ကဂျော့ဂျ်ကနှစ်ခုလုံး divided လုပ်ခိုင်းနေသူရဲ့အကျွင်းက A capital letter A နဲ့ capital letter B ဆိုပြီးတော့သူကပေးထားတယ်အဲ့တော့တခြားတို့ဒီပြီးတော့နောက်တစ်ခုက find the values of A အဲ့တော့တကယ်လို့တခြားတို့ကတခြားအများနဲ့ပြောတယ်မသိခိုင်းခုက A ပါတယ် A ကိုရှာခိုင်းတာဖြစ်တဲ့အောင်ညီမချင်းဘယ်နှကြောင်းရှိရမလဲတကြောင်း Okay အဲ့တော့သူကပြောထားပြီးသားဒီမှာဒီတကြောင်းကလည်းသူပေးထားပြီးသားဒီမှာတွေ့လား အကယ်၍များတဲ့ A နဲ့ B နဲ့ပေါင်းပြီးတော့၄နဲ့ညီခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီကနေပြီးတော့မှ Cherry က A တန်ဖို့ကိုရှာပေးပါလို့ Cherry ကိုပြောတာဟုတ်ပြီနော်ဒါဆိုရင် Cherry ကထုံးစံအတိုင်းပဲ Cherry ရင်းနေတာအတိုင်းပဲဘယ်လိုရေးမလဲ W H E N ကွန် F O A avoid energy or age okay avoid energy or age are D I D I D D hobby. Divide it. So about the bottom. By A plus three. Divided by A plus three. A plus three. Okay, hobby. And another one is also about it. P H E. The R E M A I N D I. The remainder are so Do you about the bottom. F O. F O. my ever ever minus 3 eh okay ever minus 3 and go minus 3 okay ဒါဆိုရင်ကျေနောက်တစ်ခုချေကဘာထပ်ယူမယ်ထောက်ဆန်တိုင်းမယ်အဲ့တော့ the remainder equal to သူကပြောထားပြီးသားပါလဲ the remainder equal to ဒီချေတို့ဒီ f4 minus 3ဒါမှမဟုတ်ဒီချေတို့က term ရေးခြင်းလည်းရရဲ့ f4 minus 3 equal to ဘာလဲ3 equal to a အကျွင်းကသူကပေအေလို့ပေးထားပြီးသား F4H ဆိုရင် ဟုတ်လားဒီထိရမလားဟုတ်ဒါပုံစံထဲမှာချက်လို့ဘာလုပ်ထားပြီးသားလဲပါပေးထားပြီးသား Okay ဒါဆိုရင်ဒီချက်လို့ဒီ F4 3ကိုအစားသွင်းလိုက်မယ်ဆိုလို့ရှိရင် A နေရာမှာဒီချက်လို့ sorry H နေရာမှာချက်လို့ပါလဲ -3 the whole 2 plus 5 into -3 the whole square plus 3 into ချက်လို့ဘယ်လောက်လဲ minus 3 plus 4 equal to 0 a ဒီကြည့်ရမလားအစားသွင်းလိုက်တာမပိုင်ဟုတ် okay ဒါဆိုရင်ကျွန်တော် minus 4မားတက်တယ်တော့ကျွန်တော် minus ပဲပြန်ထွက်မယ်3 3 4 9 3 29ဆိုတော့ minus 27a အနောက်ကိုစုံတက်တယ်တော့အပေါင်းဆိုတော့3 3 4 9 9ဒီဘလောက်လဲတချေကို၄နဲ့မှာငါအဲ့တော့ minus 3နဲ့3နဲ့ဆိုရင် minus 9 plus 4 equal to 0ဘလောက်လဲ a โอเคရမလားဒီထိဒါဆိုရင်ဒီချက်တို့ဒီမျိုးတို့ရဲ့ကောင်း45ကို share minus 9 minus 4ပေါ့နော်အဲ့တော့45နဲ့4နဲ့ပေါင်40နဲ့မှဘယ်လောက်လဲ40နဲ့40နဲ့9 49ရဲ့ minus 9ကို minus 4ကိုနှုတ်တော့အနှုတ်9နှုတ်ဆိုတော့ဘယ်လောက်လဲ40โอเคအဲ့တော့အပေါင်40ဖြစ်မှာပေါ့ဒီချက်တို့ equal to ဘယ်လောက်လဲအေးရမလားโอเคဒါက avoid strategy တစ်ခုပြီးသွားပြီ နောက်တစ်ခုချက်ကိုပါရှာပေးရမယ် CO minus 3 equal to zero ပါလေသူရဲ့အကျဉ်းက B ပေါ့ဒါဆိုရင် CO CO H plane နိုင်မှာစသဖြင့်ဆိုတော့ဆယ်က3 into minus 3 the whole cube plus 9 into minus 3 the whole square plus 8 into minus 3 minus 6 equal to zero ဘယ်လောက်လဲ B ရမလားဟုတ် Okay ဒါဆိုရင်ကျွန်တော် minus ကို မတက်တယ်နော် minus ပဲပြန်3390 3390 29ကိုမှအရှိက3နဲ့ပြန်မြောက်ဆိုတော့ minus 81ဒါဆိုရင်တုံးတုံးကို99လီချေဘလောက်လဲ87ဆိုတော့ plus 81 minus 3a minus 6 equal to ချေဘလောက်လဲ b ဒါဆိုရင် plus 81 minus 81 g ပေါ့ဟုတ်လားဒါဆိုရင်ချေဦးဒီ minus 3a minus 6 equal to b ဆိုပြီးကျန်မယ်အဲ့တော့ချေဦးဒီဒီတိယ b ဆိုလို့ရှိရင်မမီကြည့်ကြည့်လိုက်တော့ သူလိုချင်တာကဒီချက်ဝတ်ပါကြီးလေ။ by the given ပု္ပ္ပာအရာဟုတ်လား CIVN by given ပု္ပ္ပာအရာချက်လို့ဒီ A B ပေါင်းတာဒီပေါင်းတဲ့နေရာကနေ၄နဲ့ညီရာကနေပြီးတော့မှဒီချက်ကိုဘာကိုရှာခိုင်းတာလဲ A ကိုရှာခိုင်း A ကိုရှာခိုင်းတာဒါဆိုလို့ရှိရင်ကျွန်တော်ခုနက A D B D တန်မိုးသိပြီပေါ့ချက်ကိုကြည့်ကြည့်လိုက်တဲ့အခါမှာအပေါ်က A တန်မိုးသိဒီချက်ကိုဒီမှာဘယ်လောက်လဲ -27 a plus 40 equal to a ဟုတ်ပြီဒါဆိုနောက်တစ်ခုချက်တော့ b တန်မိုးက minus 3 a minus 6 equal to b ဆိုတော့ a တွေ b ရဲ့နေရာမှာဒီ b ကအကောင်ကြီးဒီဘက်ကအကောင်ကြီးဆက်လို့အစားသွင်းလိုက်လို့မရဘူးလားရရရနော်โอเคဟုတ်ပြီဒါဆိုလို့ရှိရင်ချက်တော့အဲ့နေရာမှာ a နေရာမှာအစားသွင်းလိုက်မယ်ကြည့်ကြည့်အောင် a ရဘယ်လောက်လဲချက်တော့ minus 27 a plus 40 ပြီးရင် minus 3a minus 6 equal to ဘယ်လောက်လဲ4ဟုတ်လားဟုတ်ရမှာရမယ်နော်โอเคဒါဆိုရင်ကျေတို့ကမျိုးတူတဲ့ကောင်ချင်းချင်းရှင်းမော်ကျေတို့ခဏခဏချင်းရှင်းဆို40နဲ့6နဲ့ပေါင်းလက္ခဏာမတူတော့နှုတ်ဆိုတော့ကျေတို့ဘယ်လောက်လဲ30 30နဲ့မှာအဲဒါဆိုလက္ခဏာတူတယ် minus 27a နဲ့ minus 3နဲ့ဆိုလို့ရှိရင် minus 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 38 a plus 30နဲ့မှာ4 equal to 4ပေါ့ဒီဘက်ကတင်တာဟုတ်လားဒါဆိုလို့ရှိရင်ဒီချက်ကိုအောက်မှာကြည့်လိုက်တဲ့အခါမှာ minus 38 equal to 4 minus 34ဒါဆိုရင် minus 38 equal to minus 30ပေါ့ဟုတ်လားလွယ်လွယ်လေးပဲဒီချက်ကိုကဲကြည့်ကြည့်အောင် minus နဲ့ minus နဲ့ကြည့်ဆိုတော့ a equal to 30 by 30ဆိုတော့ဒီချက်ကို1 1ပေါ့ ရမလားဒါဆိုရင်ဆယ်ကအဲ့မှာအဖြစ်ကိုထပ်ပြီးထိုးခြင်းလေဆိုအန်ဆာပေါ်တူခြင်းနဲ့အေတန်မိုးဒီအတွက်တူဝမ်းမှာဆိုပြီးတော့ပြန်ထိုးပေးလိုက်လေရပါတယ်ရမလားမပိုင်ဟုတ်ရမယ်နော်လွဲပါတယ်ဆယ်ကအရင်ကက်ကက်ခဲမဟုတ်ဘူးအဓိကဆုံးမိကုန်းသဘောတရားကိုနားလည်မယ်ဆိုရင်သူဒီဘာမေးလဲဘာပေးလဲဆိုတော့တိစာကိုကမိကုန်းကိုဖတ်တတ်မယ်မိကုန်းကိုနားလည်မယ်ဆိုရင်ဆယ်ကဒီပု္ပ္ပာတွေ့ရတာဒီပု္ပ္ပာဒီပု္ပ္ပာတွေတွေ့ရတာမခက်ဘူးရမလားမပိုင် Ok,